ကိုယ်စက်ကြောင့်မင်းကျဲဝန်းနဲ့မြေခွက်မှာဓမင်းကျဲမိဘယုံတိဆောက်ပြီးတော့ကျက်သွန်လေးရဲ့အမျိုးသမီးပေါင်းကတောင်16000နဲ့တခြားတခြားဝေယဝိဆာသမားတွေအများကြီးတနည်းမဟုတ်ဘူးအဲ့ဒါအနှစ်1000စားစရာတွေလည်းမဟုတ်ဘူးဝဆရာယုံစရာတခြားအသုံးဆောင်တွေပြေလူခဲ့သေးတယ်မနေဘူးဒါနပစ္စည်းတွေကနန်းချလို့ဘယ်ရမလဲအနှစ်1000တဲ့နေတိုင်းအလှအင်းအင်းကိုယ်ကနေတိုင်းအနှစ်1000 ပစ္စည်းတွေများများကြီးလှူခဲ့တဲ့တာဝရဏနတ်ပြည်ရောက်တော့တကူငယ်နေပြီအိန္ဒဂါလှုပ်လင်းဆုံးတဲ့ဆုံးလှူခဲ့တဲ့တာဝရဏနတ်ပြည်ရောက်နေတော့တကူကြီးနေတယ်တကယ်ဆိုနှစ်ပေါင်းကြာကြာပစ္စည်းများများလှူတဲ့ပုဂ္ဂိုလ်ကတကူကြီးရမှာတကြီးနဲ့ဆုံးတဲ့ဆုံးကလေးလောင်းလို့တဲ့ဒါနရှင်ကအခုတကူကြီးနေတယ်ဒါဖြင့်ရအလှူခံပဲလိုက်ပြီးတော့စိတ်ကြည့်ကြစို့ အိန္ဒကလူလင်လောင်းလို့တဲ့ဆွမ်းရဆုံးကိုဟောမေးသုံးဆောင်လို့ဖြစ်ပေါ်ရရှိလာတဲ့အာကို အရှင်အနုရုဒ္ဓကတရားဟောတရားပြပရိယတ္တိပါဒနာအလုံးမှလည်းအသုံးချတယ်ကိုကြီးကိုရံအတွက်ဖလားသမဘာနိရောဓသမဘာဝင်စားဖို့ရှုမှအားထုတ်တဲ့ပฏิပတ်တိပါဒနာအလုံးမှလည်းအသုံးချတယ်ဩအလူကံပုဂ္ဂိုလ်အလုတ်လုတ်ပုံရင် မတူဘူး အိန္ဒကလူလည်းရဲ့ဆွန်းစွန်းအကြောင်းပြုဖြစ်ပေါ်ရရှိလာတဲ့အားကိုအရှင်နုရုဒ္ဓကတရားဟောတရားပြတယ်ဆိုတော့အရှင်နုရုဒ္ဓဟောတယ်ပြတယ်တရားတော်နာယူအာထုံနီတွေသိအာထုံနီသိရဲ့ဥယျဟာ၁၀ရောက်နေလည်းမကဘူးအရောက်၂၀နေလည်းမကဘူးဆိုတော့ပရိယတ်တိသာသနာပြန်ပွားတည်တတ်တယ်အာထုံနီသိတဲ့အတိုင်းအာထုံကြတာကလည်း၁၀ရောက်နေလည်းမကအရောက်၂၀နေလည်းမကအရှင်နုရုဒ္ဓရဲ့နောက်မှာ တတိ900အမြဲတမ်းရှိနေတာဝင်ထိုးအတွက်ပေါ့အဲဒါဆိုတော့အိန္ဒကလူလျင်ဆုံးတဆုံးဒါနဟာပရိယတ်တိသာသနာပြန့်ပွားရေးအတွက်ပฏิပတ်တိသာသနာပြန့်ပွားရေးအတွက်အကျိုးသက်ရောက်တယ်ပရိယတ်တိသာသနာအာထုံနီနာထောင်နာယူတိတည်တဲ့အတိုင်းပฏิပတ်တိသာသနာရှုမှအာထုံတော့ နာမရူပပရိသေရညာအစားပြီးတော့မညာဖို့ညာပฏิဝေရသာသနာသူ့လောက်အလိုက်အထုတ်တဲ့ယောဂီတွေမှာတိုးတက်တာပဲညာစင်တက်တယ်ဆိုတာအဲ့ဒါညာစင်ကိုပฏิဝေရသာသနာခေါ်တဲ့မဲ့ဖို့အထိအဲ့တော့အိန္ဒကလူလျင်ဆုံးစုံဒါနဟာပရိယတိသာသနာပฏิပါတိသာသနာပฏิဝေရသာသနာပြန့်ပွားရေးတည်ရရေးအတွက်အကျိုးများတယ် အဲဒါကြောင့်ဆုံးလဆုံးဒါနညောင်စီလောက်လှူခဲ့တော်လဲဒါဝရိနာနဲ့ပြေရောက်တဲ့အခါကျတော့ညောင်ပင်ကြီးလောက်အကျိုးရတကူထွားပြီးတော့နေရဖယ်မပေးရဘူးအင်းကိုယ်ကလူလင်အနှစ်တစ်နောက်နေတိုင်းနေတိုင်းပေးလို့တဲ့ပစ္စည်းတွေကိုသုံးစွဲတဲ့အလှူခံပုံကူတွေကတရားဟောတရားပြတရားနာတဲ့ပရိယတ်တိသာသနာအလုပ်လည်းမလုပ်ပါဘူးတဲ့ရှုံးမှအားထုတ်တဲ့ပฏิပတ်တိသာသနာအလုပ်လည်းမလုပ်ပါဘူးတဲ့ ဒီပရိယပฏิမသာသနာအလုံး2မျိုးမှမလုံရင်အခုတင်ကပြောခဲ့တဲ့ဝိပဿနာညာမဉ္ဇဉ်ဘုံညာပฏิဝေဒသာသနာဘယ်ရှိမလဲအဲ့ဒီတော့အေးအင်ကိုရလူလင်းရဲ့ဒါနဟာပရိယတိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာပြန်ပွားတည်ရန်ရေးအတွေ့အကျိုးမသက်ရောက်ပါဘူးတဲ့သာသနာအတွေ့အကျိုးမများဘူးကုသိုလ်တော့ရတယ်ဒီဒါနက အဲ့ဒီအင်ကိုရာလူလင်းရဲ့အလူခံပုံကိုယ်တွေဟာသာသနာအလုံမလုံကြဘူးလို့ဒီလိုသဘောပေါက်ရောသာသနာအလုံမလုံတဲ့ပုံကိုယ်တွေကိုပေးလူတဲ့အင်ကိုရာလူလင်းရဲ့ဒါနဟာဥဒုယသာသနာအတွေ့အကျိုးမများခြင်းကြောင့်ညောင်ပင်ကြီးတော်လှူပေးမယ်ညောင်စီတော်အကျိုးရတကူငယ်ပြီးတာဝရိနာနှပ်ပြရောက်တဲ့အခါ မြတ်စွာဘုရားနဲ့96မိုင်ဝေးအောင်နေရာဖယ်ပေးရတယ်။အဲဒါသာသနာ့တွင်ဒါနသာသနာ့ဝဒါနခြားနာဖို့သာသနာ့တွင်မှလည်းအခုသာသနာ့တွင်လို့ခေါ်တာပဲသာသနာအလုတ်မလုတ်တာတွေမရှိဘူးလား။ပရိယတိသာသနာတရားဟောတရားပြတရားနာဆိုတဲ့အလုတ်လည်းမလုတ်ကြပฏิပါတိသာသနာကျင့်တဲ့ရှုမှတ်တဲ့အလုတ်လည်းမလုတ်ကြတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမ္မာပฏิဝေဒသာသနာ ဝိပဿနာညာမညာဘုံညာဆိုတာရှိပါမလားမရှိပါဘူးအဲမရှိဘူးဒါကြောင့်မိမိတို့ချွေးနေသွင်းနေယင်ဒီရှာဝေစုဆောင်းလို့ရထားတဲ့ပြည်စည်းစွန့်တော်မယ်လှူတော့မယ်ဆိုရင်ဥဒုရောရမှာပဲပရိယပတိမပတိဝေရပါဒနာပြန်ပွားရေးအတွက်တည်ရန်ရေးအတွက်အကျိုးများမများဒါကိုစဉ်းစားရမယ်အကျိုးများမယ်လို့သဘောပေါက်ရင်တော့ လူပေရောစွန့်ပေရောတဲ့ညောင်စည်းလောက်သူညောင်ပင်ကြီးလောက်အကျိုးများ တကိုးထွားမယ်ယေရုရှင်မာရီဆရာတော်ဘုရားကြီးရဲ့ပင်ရင်ဌာနကအစပြီးတော့ဩဝါဒခံယူကြည်ပြုရတဲ့မဟာစီပฏิပတ်တိဌာနတိုင်းဌာနတိုင်းမှာယောဂီတွေကိုနေ့စဉ်နေ့စဉ်အချိန်မှစုယုံပြီးတော့ကတရားဟောတယ်တရားစစ်တယ်တရားပြတယ် ဒီယောဂီတွေကနာတယ်နားထောင်တယ်အဲ့ဒါဘာသာသနာပရိယတ္တိသာသနာမှန်းရလားမှန်ပါပါဘုရားဒါဖြင့်ကျေးဇူးရှင်မာရီဆရာတော်ဘုရားရဲ့ကမ္မဋ္ဌာန်းဌာနတွေမှာပရိယတ္တိသာသနာအလုံးနေတိုင်းရှိသလားမရှိဘူးလားရှိပါတယ်ရှိပါတယ်ဒါရင်ပฏิပါသမားတွေကပရိယပယ်တယ်လို့ပြောဖြစ်ပါမလားမဖြစ်ပါဘူးနေတိုင်းတရားဟောတယ်တရားပြတယ်တရားစစ်တယ် ယောဂီရိယာတရားနာတဲ့အဲ့ဒါပရိယတိသာသနာဘုရားမြတ်စွာဘုရားညွှန်ကြားတဲ့အတိုင်းထပ်ဆင့်လက်ဆင့်ကမ်းညွှန်ကြားနေတဲ့ကျေးဇူးရှင်မဟာရှင်ဆရာတော်ဘုရားကြီးရဲ့ပရိပတ်တိဌာနတွေမှာနိုးတဲ့စိတ်ကစားပြီးတော့အိတ်ချင်းတဲ့စိတ်အထိနိုင်20ရှုမှအထုတ်တဲ့ပရိပတ်တိပါဒနာအလုံးမရှိဘူးလားရှိပါဘူးဗျာအဲယောဂီတွေ တနာ ਈ တိုင်းတနာ ਈ လမ်းလျှောက်ည7နာရီအရာဝယ်မနေ့3နာရီထား4နာရီပဲတုံးလုံးလဲပေါ့အချိန်ပေးထားတာအဲ့ဒီတုံးလုံးလဲတဲ့4နာရီမှတောင်မပြောခင်ရှုမှတ်ပြီးပฏิပတ်ဒီသာသနာအလုပ်ကိုလုပ်နေကြတယ်မှန်ရဲ့လားမှန်ပါဘူးဒါကြောင့်ပရိယတ်ဒီသာသနာပฏิပတ်ဒီသာသနာအလုပ်ဟာနေ့စဉ်နေ့စဉ်ယေရှုရှင်မာသီဆရာတော်ဖျားကြီးရဲ့ ဩဝါဒကံဌာနမြန်းနေတကွာပင်ရင်ဌာနမှာအမြဲရှိတယ်ဆိုပရိယပတိမပြည့်စုံရင်အခုနေကပြောခဲ့တဲ့ဉာဏ်စဉ်ဆိုတဲ့ပฏิဝေဒသာသနာကိုမပြည့်စုံဘူးလားဩကျေးဇူးရှင်မာသီဆရာတော်ဘုရားရဲ့ဩဝါဒခံယူဆောင်ရွက်နေကြတဲ့အပိုင်အဝိုင်းမှာပရိယတိသာသနာပฏิပါတိသာသနာပฏิဝေဒသာသနာ၃မျိုး တယောက်ကနေတရားတရားကနေတထောင်တထောင်ကနေတပေါင်းပါဒနာကြီးပြန့်အောင်တီအောင်ဆောင်ရွက်မနေကြဘူးလားဩဒါပြင်ဒီဌာနတွေမှာလှူရင်ဥဒ္ဒောလဲရတယ်ပါဒနာတွေလဲအကျိုးများတယ်မှန်းရဲ့လားမှန်ပါဘူးညောင်သေးတော်လို့ညောင်ပဲကြီးတော်အကျိုးရမယ်ဒါနမင်္ဂလာနော် ညောင်ပင်ကြီးလောက်လှူရင်ညောင်စီအဲညောင်ပင်ကြီးလောက်လှူရင်ညောင်စီလောက်အကျိုးများတဲ့ဒါနမဟုတ်ဘဲနဲ့ညောင်စီလောက်လှူရင်ညောင်ပင်ကြီးလောက်အကျိုးများမဲ့ဒါနမင်္ဂလာမဖြစ်ဘူးလားဖြစ်ပါပါဘုရားအဲဒီဒါနမင်္ဂလာပြုတဲ့နေရာမှာရည်ရွယ်ချက်ကလေးကရှိသူတော်ကောင်းတွေရည်ရွယ်ချက်ဒီသမထဝိပဿနာဆိုပါသမထဝိပဿနာသမထဝိပဿနာစိတ်များမှန် ရရှိသူတော်မြတ်တရားပြတ်ပြေးတတ်လူတတ်သည်အဲဒီလိုသမဏသိဝိပဒနာစိတ်ရဲ့အချမ်းအရာအစဉ်တန်သာဖြစ်အောင်ကုသိုလ်ရသာသနာအတွက်အကျိုးများအောင်မိမိကံပြည့်စုံပြည့်လူတဲ့နေရာမှာ နီးကလေးတွေရှိသေးတယ်။အဲဒီနီးဆိုရမယ်တတ္တရာဒါနံဒေတိရဲ့ပါဠိကကြောင်းကျောနှပြာယုံကြည်စွာယုံကြည်စွာအေးကလှူရမည်အကြောင်းဆိုတာကံအကျိုးဆိုတာကံကြောင့်ဖြစ်ပေါ်လာတဲ့ဘဝတွေပေါ့အဲဒီကံနဲ့ကံရဲ့အကျိုးနှမျိုးကိုသဘောပေါက်နားလဲယုံကြည်တဲ့သရတရားရှိရမယ်တဲ့ အဲ့ဒီယုံကြည်ချက်နဲ့ပြီးလူရမယ်လို့ဆိုလိုတယ်ယုံကြည်ချက်နဲ့ပြီးလူတော့ဘယ်လိုအကျိုးအမြတ်တွေရနိုင်တယ်လဲဆိုရည်စည်းဥစ္စာပြည့်စုံကပြည့်စုံကယုံမှကြော်ရှင်ချောလာသည်ယုံမှ